ဝေးနေလို့တော့နှစ်ယောက်သား꽌กว่าမနေပါဘူးငြိမ်သက်ပြီးဘာစကားမှမပြောချင်းကမှနှစ်ယောက်သား꽌กว่าနေတာပါအကျဉ်းထားမှုဆိုတာကနှင်းကလေးတွေနဲ့တွေ့ပါတယ်နှင်းကလေးတွေကိုဘယ်အချိန်မဲကြည့်ကြည့်သိတ်ကိုလှပနေတာပဲကျွန်တော်ရဲ့မျက်လုံးတွေဟာ ရုပ်ကိုကြည့်မဲ့အစားစိတ်ကိုသာမြင်အောင်ကြည့်နိုင်မယ်ဆိုရင်ကျွန်တော်တို့လောကကြီးပေါ်မြင်တဲ့အမြင်တွေလည်းပြောင်းလဲသွားလိမ့်မယ်လူတော်တော်များများကတော့လူတယောက်ရဲ့ရုပ်ရည်ပုံပန်းတဏ္ဍာန်ကိုပဲကြည့်ကြတယ်စိတ်ကိုမြင်အောင်မကြည့်ကြဘူးပန်းမလေးတွေကြီးထွားပြီးတော့မှပန်းတွေပွင့်စီမဲ့နေရာမှာ ကိုက ပိန်လေးတစ်ပင်ထားလိုက်တယ်အဲ့ဒီပင်က ပန်းတွေပွင့်မလာဘူးဆိုလို့ရှိရင်တော့သိကြတယ်အဲ့ဒီအပင်ဒီပန်းပွင့်မဲ့ပယ်မဟုတ်ဘူးဆိုတာပဲဘွားထဲမှာတချို့လူလည်းဒီတိုင်းပါပဲသူတို့ကိုတခုခုဖြစ်လာဖို့အတွက်ရည်လောင်းပေါင်းတင်လုပ်လိုက်တယ်အချိန်တွေဘလောက်ပဲကြာကြာသူတို့ဖြစ်မလာဘူးဆိုလို့ရှိရင်တော့သိကြတယ်သူတို့လည်းဘာမှဖြစ်မလာတဲ့သူတွေပဲသူရဲ့မျက်နာလေးလှပတယ်လို့သူရဲ့ စိတ်ကလည်းလှပတဲ့သူတယောက်နဲ့တွေ့ဖို့ဆိုတာတိတ်ကိုခက်ခဲတယ်အမြဲတမ်းအကောင်းဆုံးသောအကြံပြုချက်တွေပေးနိုင်တဲ့သူဆိုတာကပြက်တနာပေါင်း16000နဲ့ကျုံတွေ့ခဲ့ဖို့သူပဲဆိုလိုတာကပြက်တနာပေါင်းမြောက်များစွာ ဖြည့်ရှင်းဖို့တဲ့သူမှာအကောင်းဆုံးအကြံဉာဏ်တွေရှိတယ် လွယ်လွယ်နဲ့ရတာလဲကြာကြာမခံတယ်လို့ကြာကြာခံတဲ့အရာတွေကလည်းလွယ်လွယ်နဲ့မရပါဘူးတချို့လူတွေက လောကကြီးတွေကို အလင်းရောင်တွေတည်လာပြီးတော့ဝင်လာတယ်သူတို့ထွက်သွားတော့လေအလင်းရောင်တွေကကြံနေခဲ့တယ်ကိုလေဘဝမှာအဲ့လိုလူမျိုးဖြစ်အောင်ကြိုးစားပါ လောကကြီးအတွက်အလင်းရောင်တွေတည်လာပါထွက်သွားရင်လည်း အလင်းရောင်နဲ့ကြံခဲ့အောင်ပါခွန်ဆက်၅ချိန်တိုင်တိုင်းမတူတဲ့နှစ်တွေထဲမှာနေထိုင်မှသာအရာကိုဘဝလို့ခေါ်တယ်။အဲ့လိုမျိုးပဲတူညီတဲ့နှစ်ခွန်ဆက်၅နှစ်အတွင်းမှာနေပြီဆိုရင်တော့ကိုဟာဘဝတစ်ခုရှိတာမဟုတ်ဘူး။ဘဝဆိုတာကအခုလိုမျိုး အခိုက်အတန့်တည်တည်လေးပေါင်းများစွာနဲ့ဖွဲ့စည်းထားတာပါဒီတော့အခိုက်အတန့်တည်တည်လေးတွေအပေါ်မှာတံပိုးထားပါလောကကြီးထဲမှာဘယ်နေရာပဲရောက်ရောက်ကိုပါပဲဖြစ်ဖြစ်ကျင်နာတတ်တဲ့သူတယောက်ဖြစ်ပါစေ။ဒါကတော့ကျွန်တော်လူငယ်ကြီးကျွန်တော်မိတ်ဆွေတွေအတွက်ဘဝအတွက် တန်ဖိုးရှိတဲ့ဆွေမျိုးများသာဖြစ်ပါတယ်။ကျွန်တော်ရဲ့ငွေရင်းနဲ့မိတ်ဆွေတွေဟာလည်းနေ့တစ်နေ့ကိုပြပရှင်ရှင်နဲ့ဖြစ်တမ်းရင်းအောင်မြင်ပျော်ရွှင်တဲ့ဘဝတွေကိုရရှိဖို့ကျွန်တော်ဆုတောင်းပေးပါတယ်။ကျွန်တော်တို့ကိုညာလေးအောင်ပါ။